ီကျွန်တော်တို့မြန်မာနိုင်ငံဈေးကွက်ထဲမှာလူကြိုက်အရန်များတဲ့ရှောင်းမီရဲ့ global version တွေက CV တခုရှိတယ်။အဲ့ဒါကရှောင်းမီရဲ့ T series တဲ့မှာရှောင်းမီ 14T 14T Pro ဒါမျိုးတွေပေါ့။အခုလည်းဒီနှစ်မှာရှောင်းမီရဲ့ 14T CV ပြီးတော့အသစ်ထွက်လာတဲ့ရှောင်းမီရဲ့ 15T CV ထဲက 15T Pro အကြောင်းလေးကို fact information လုပ်ပေးမယ်။ဆိုတော့ဒီ 15T Pro ကဘာတွေပို့ပြီးတော့ကောင်းလာတာလဲ။ဘယ်လိုနေရာကြီးထူကြလာလဲ။ ဒီကြောင်းလေးကိုပြကြရအောင်ဆိုတော့ကျွန်တော်တို့ရှောင်းမီ 15T Pro ရဲ့ first impression လေးကိုစလိုက်ရအောင် jeito que você gosta do jeito que tu se envolve pimba pimba proki proki pimba pimba proki proki pimba pimba proki 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 pimba pimba proki 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 ပြောလို့ပြောမှာဒီတစ်ခါ Xiaomi ရဲ့ 15T series မှာကသူ့ရဲ့ design ဘိုင်းနဲ့တင်တော်တော်လေးကိုကြွေကျင်စရာလေးဒီကောင်းကိုစပြီးတော့ကြည့်လိုက်တာနဲ့ဒါဘူးရရဖောက်ပြီးတော့ထုတ်ကြည့်လိုက်တာနဲ့ကင်မရာဘန်းနေပြီးတော့သူ့ရဲ့လှုပ်ပေးထားတဲ့ဘေးပေါင်နေကန်ရတဲ့ hand feel နေရအစားတော်တော်လေးကိုဆက်ဆောင်မှုရှိတယ်အရင် series ကတော့ဒါ 14T Pro မှာတော့နောက်ကကြောပက်လေးကလုံးလုံးလေးနဲ့ကန်ရတာလက်ထက်မှာတစ်မျိုးလေးဆိုရင်မဲ့ဒီ 15T Pro မှာပို့ပြီးတော့ကန်ရတာ ကောင်းလာတယ်ဟက်ဖီလင်ပို့မိုင်းလာတယ်ပေါ့အဲအားနေချက်နေနေရတော့သူကဒါတော့အားနေချက်လားအသာချက်လားဒါကိုအကြိုက်နဲ့ကိုတော့တူချမှတ်တူလိုက်မယ်ဒီ Xiaomi 15T Pro ကကြတော့ site တော့ကြီးတယ်ခံရတာလည်းအထက်မှာကောင်းနေတယ်ဒါပေမဲ့ weight ကနည်းနည်းလေးပေါ့နေရမျိုးလေးရှိတယ်အဲ့တော့ဘယ်လိုပြောရမလဲနည်းနည်းနည်းလေးပေါ့ဈေးတော့ကြီးတဲ့ဖုန်းဆိုပေမဲ့လည်းနည်းနည်းလေးတိတ်ပြီးတော့ဟိုခံရတာအမျိုးလေးလို့ခံစားတယ်မကောင်းမုံတော့ကောင်းတယ်တော်တော်လေးလက်မိုက်တယ်ဒါပေမဲ့လက်ထက်မှာတစ်ခုခုလိုနေတယ်ပေါ့ပြောရရင်ကျွန်တော်ဒီစားခတ်တာတော့ စားတော့ပါပါဒါပေမဲ့စားနေနေရဟင်းလို့ပေါ့နည်းနည်းလေးငန်တက်လေးလုံနေလို့ခံစားနေရတယ်အဲ့ပြီးတော့နောက်တစ်ခါဒီကောင်းရဲ့ display ဘိုင်း display ဘိုင်းကလည်းဒီနှစ်တော်တော်လေးကိုမှကြီးလာတယ်တကယ်ကြီးလာတယ်ခံရတာတော်တော်လေးလည်းအနှစ်ကျတယ်ကြီးရတာအစားဘေးပေါင်ပဇယ်လေးတွေကလမ်းကိုမှပါလာတယ်ဒီကောင်း display size က6.8 3 inch တောင်ဖြစ်သွားတယ်အဲ AMOLED screen ပဲဒါကမှ 144Hz နဲ့ထည့်ထားပြီးတယ်ဆိုတော့ display ဘိုင်းက size ပိုကြီးလာတယ်ကြီးရတဲ့ brightness တွေဘာတွေအစားအရင်ကထက်စာရင်ပိုပြီးတော့နည်းနည်းပိုကောင်းလာတယ် ပြီးတော့ဒီကောင်ရဲ့ကင်မရာဘက်ကိုဆက်ကြည့်အောင်ကင်မရာမှာဆိုရင်ဒီကောင်ကတုံးပြီးထားတာက50 megapixel main camera တလုံးဒါအောင်မှ live fusion 900စံတာနဲ့လာတယ်ပြီးတော့နောက်တစ်ချက်ဆိုလို့ရှိရင်50 megapixel telephoto တလုံးပါတယ် optical 58ဆိုရင်ရတယ်အဲပြောလို့ရှိရင်12 megapixel ultra wide တလုံးပါတယ်ကင်မရာတလုံးနဲ့လာတယ်အဲကင်မရာတွေကလည်းကျွန်တော် Sony ကဆိုင်းဆိုင်ကြည့်ကြတော့တော့နည်းနည်းလေးဟိုအရင် 14D CV ထက်စလို့ရှိရင်နည်းနည်းလေးပိုကောင်းလာမှာရှိအရင် တက်မှာစိတ်ထဲမှာခံစားအရင်မိုက်တယ်ဆိုတဲ့ feeling မျိုးရမနေဘူးပြီးတော့ Xiaomi ရဲ့ဒါ TC ရေဆိုတဲ့အတွက်ကင်မရာတွေပါရတော့ကောင်းတယ်ဆိုပေမဲ့လည်းဒါ daily driver အနေနဲ့တော့အဆင်ပြေတယ်ဒါပေမဲ့တကယ်တကယ်တက်မှာ China version နဲ့ရကောင်းနေတော့သွားပြီးရှင်းမယ်ဆိုရင်တော့နည်းနည်းတော့လုံနေသေးရဲ့အနေထားမှာရှိရဲ့အဲကင်မရာကတော့သူ့နေထိုင်တဲ့သူ global လုံးတစ်လုံးလေးနဲ့တော့ဒါဘာမှတိတ်ပြီးတော့ပြောစရာမရှိဘူးဆိုပေမဲ့ China အလုံးတိုက်တဲ့ကျွန်တော်တို့ကတော့ဒါနည်းနည်းလေးတိတ်ပြီးတော့ဘာမှမကြောက်ဘူးပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ဒီကောင်ကကင်မရာဘန်းကတော်တော်လေးသေးသွားတယ်ပုံမှန်ကျွန်တော်တို့ခြင်တဲ့အခါမှာလက်က ကင်မရာဘန်းကိုတော်တော်ပြီးထိနေရမြတ်တယ်။ဒါပေမဲ့ဒီကောင်းစီမှာကင်မရာဘန်းကလက်နဲ့တော်တော်လေးလွတ်သွားတယ်။အတိအကျနော်ချိန်ပြီးမှလွတ်ထားသလားအောင်မရဘူး။ဘယ်လိုလက်ညှိုးနဲ့အနေလေးတော်တော်လေးလွတ်သွားတယ်ပေါ့နော်။လွတ်သွားတော့လက်ထဲမှာကင်ရတာပို့ပြီးတော့အဆင်ပြေတယ်။ဒီကင်မရာဘန်းကြီးထောက်နေရမျိုးတွေပါရင်တိတ်မရှိတော့ဘူး။ပြီးတော့ကင်မရာဘန်းကပပလေးဖြစ်သွားတယ်။ကင်မရာဘန်းထုတ်ပေးတဲ့ဒီဇိုင်းကဘေးကိုကော်ပီထားတာလေးရစား။တော်တော်လေးကိုမှလှတယ်။ ပြီးတော့ဒီကောင်ရဲ့ performance ကလည်း Dimensity 9400 plus နဲ့လာတာဆိုတော့ performance အနေနဲ့လည်းဘာမှတိတ်ပြီးအများကြီးပြောစရာမရှိဘူးတော်တော်လေးအဆင်ပြေ performance လို့ပြောလို့ရတယ်။လက်ရှိမှာ9500ပဲသူထက်မြင့်တာဆိုတော့ဒီကောင်ကတော်တော်လေးကောင်းတဲ့ performance ကိုရအောင်ပါ။အဲ့တော့ gaming နေပိုင်းအတွက်လည်းပုံစံမလို့နောက်တစ်ချက်အားသာတာဆိုရင်အားလုံးသိရတဲ့အတိုင်းပဲ Dimensity 9400 plus ဆိုပေမဲ့လည်း global version ဖြစ်တဲ့အတွက် optimization တွေကောင်းပြီသား။အဲ့တော့ကျွန်တော်တို့ gain နေပါရဲ့ဆိုလို့ရှိရင်တော့ဒါ 1.2fps တွေပါရဲ့လေ။ရအောင်ဖြစ်နိုင်လိမ့်မယ်။ဒါကတော့ကျွန်တော်တို့မဆန်းရံသေးဘူးဖြစ်တဲ့အတွက် မှတ်ပြလို့တော့မရသေးဘူးမချင်းသေးရကတော့ global version တွေကတော့ဒါ FA ရအမြင့်နေပွင့်တာတော့ပို့ပြီးတော့များတယ်ပြီးတော့ကျွန်တော်တို့ဒီ battery ဘက်ကိုဆက်သွားတာပေါ့ battery life မှာတော့ဒီကောင်က9500 mAh ကိုမှ 90W fast charging ထည့်ပေးထားတယ်အဲကျိုးမဲ့အသွင်းစနစ်မှာ wireless charging နဲ့သွင်းမယ်ဆိုရင်တော့ဒီကောင်က 55W အထိရတယ်ဆိုတော့ battery life ကလည်းတော်တော်သူမဆိုးလို့ပြောလို့ရတယ်သို့တော်ကျွန်တော်တို့ကများသောအားဖြင့်ပေါ့တဲ့မှာ China version တွေမှာ battery ဘယ်လိုရသိရမလားအကြီးကြီး S stone ကြီးထည့်လာချိန်မှာဒီကောင်းရဲ့9500ကနည်းလေးသေးသွားရလို့ခံစားရတယ်ဒါပေမဲ့ optimization ပေါ်မူတည်ပြီးတော့ global version ဖုန်းတွေရဲ့ optimization ကောင်းရင်ကောင်းသူတို့ကတော်နေလို့ပဲပြရတော့ခံဖို့လာလာမှရှိတယ်။အဲတိတ်ပြီးတော့ဒါကလည်းပူတယ်မဟုတ်ဘူးဒီအတိုင်းပဲကျွန်တော် 14D 14D ပြီးတော့လည်း battery တော်တော်လေးကိုခံခဲ့တယ်။တော်တော်လေးကောင်းခဲ့တယ်ဆိုတော့ဒီကောင်းမှလည်းအဲဒီဘက်နဲ့ပတ်သက်ပြီးတော့တိတ်ပြီးကြီးကြီးမှပြောကြတိတ်ရှိမှမဟုတ်ဘူး။ speaker တို့ဘာလို့ကတော့အများကြီးတော့စမ်းထားမှမရှိသေးဘူး။ဒီကောင်းလေးနောက်ပိုင်း full battery တွေမှာထည့်ပြီးပြောပြသွားမယ်။ ပြီးနောက်တစ်ချက်နေတယ်ဒီကောင်က fingerprint fingerprint ကဒါနည်းနည်း global version သုံးတဲ့သူတွေတော့ကနည်းနည်းရှင်းသာစရာပေါ့နော် ရှင်းသာစရာနည်းရှင်းမဲ့အောက်နံပါတ်ဖြစ်သွားမှာပေါ့ optical ပဲလာအောင်ပါ ultrasonic မရသေးဘူးဒါအရင် 14D တုန်းကလည်း 14D ဆိုရင်မှလည်း ultrasonic မလာဘူး optical ပဲလာတယ်ဒီကောင် 50D pro မှလည်း optical ပဲရအောင်ပါဆိုတော့ပြောမှန်ဆိုလို့ရှိရင်မလားကျွန်တော်အများကြီးပြောနေကြတဲ့အတိုင်းပဲ China machine တွေဘာကြောင့်ပိုကောင်းတာလဲဘာကြောင့်ဒီခါကျလို့ရှိရင်တက်မှာပိုပြီးတော့အဆင်ပြေရတယ်ဆိုတာမျိုးဒါမျိုးတွေလည်းပါတယ် ဆိုတော့အကုန်လုံးခြုံမြောမယ်ဆိုရင်ဗျာအားသာချက်အားနည်းချက်ကိုရောရှိတယ်။ Xiaomi 15T Pro ကဒီဇိုင်းမိုက်တယ် display ကြီးရယ်လက်ထက်မှာခံရတာမိုက်တယ်သုံးရတဲ့ hand feeling တွေဘာတွေကအဆအကုန်အဆင်ပြေရယ်ဆိုရင်ပဲကင်မရာမှာနည်းနည်းလေး weak နေတာမျိုးတွေပြီးတော့ optical fingerprint ဖြစ်နေတာမျိုးတွေဒါမျိုးတွေရတယ်ကောင်းရဲ့အားနည်းချက်ပဲပြီးတော့ဒီကောင်းရဲ့အားသာချက်တွေပေါ့အားသာချက်တွေကတော့ဒါခုနပြောခဲ့တဲ့လိုဒီဇိုင်းလှတွေပဲအကုန်ပါသမှု global version ဖြစ်နေတာ AI feature တွေအသုံးလုပ်ရတဲ့အားသာချက်အဲဒါကလည်းဒီကောင်းရဲ့အားသာချက်ပဲဆိုတော့ပြောမယ်ဆိုရင်တော့ optical fingerprint ဖြစ်နေရတဲ့ကင်မရာအရင်အားမရတဲ့ကလွဲပြီးတော့ ကျွန်တော်ကဒီကောက်မှာဘာမှသိပြီးတော့ပြောစရာမရှိဘူးဒီနှစ်ကတော့ဘာပြော Xiaomi 15T Pro ကပုံမှန် Global Version သဘောကျရတဲ့သူ Global Version ကိုမှလဲကျင်နေဆိုတဲ့သူတွေကတော့ဒါအလဲကိုလဲရမယ်နှစ်လောက်ပြောလို့ရတယ်ဆိုတော့ကိုက Xiaomi 13T ကို 20T ကိုဒါမျိုးတွေကိုင်နေဆိုရင် 15T Pro ကို chain အဆင်ပြေတယ်အဲ 14T Pro တို့ဘာလို့ကသမားတွေကတော့ဒါအရင်ကင်ကြည့်ပါတော့အရင်ကင်ကြည့်ပြီးတော့ဒီကောက်ကကိုနဲ့တကယ်ရောကိုင်လားဖာလားဒါလေးကိုကြည့်ပြီးမှ ဒါဆုံးဖြတ်ပြီးတော့လဲတင်တယ်။ဆိုတော့ကိုလိုလိုဆိုရင်ရော Xiaomi 15T Pro ကိုဘယ်နေရာရည်သဘောကျလဲပြီးတော့ဘယ်အချက်တွေကိုမကြိုက်ဘူးလဲဒီကောင်ကဒီဇိုင်းပိုင်းကိုတော့ဘလို့မမြင်လဲအောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့တွေနောက်မှပြန်တွေ့ကြတာပေါ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အဒမင်ကြော်ယူပါ Yangon Mobile Store